မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး PSM News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ထိုင်းရဲတပ်ဖွဲ့က website 95250ပိတ်ဆို့ပြီးတော့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးကဘတ်နှစ်တက်မှ4ဘီလီယံကျော်ထိန်းချုပ်တဲ့သတင်းကိုတင်ပြပေးပါမယ် နိုဝင်ဘာလ22ရက်နေ့တောက်ကြနေ့မှာကျင်းပခဲ့တဲ့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ RTP နဲ့ငွေကြီးခဝါချမှုတိုက်ဖျက်ရေးယုံ AMLO တို့ရဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်တရားမဝင် online website ပေါင်း85250ကိုပိတ်ဆို့နိုင်ခဲ့ပြီးတော့ဘန်2.4ဘီလီယံကျော်တန်ဖိုးရှိတဲ့ပိုင်းဆိုင်မှုများကိုသိမ်းဆည်းရမိကြောင်းပြောကြားခဲ့ပါသည်။ တရင်စာရှင်းလင်းပွဲပထမပိုင်းမှာ RTB မှဒုတိယရဲဘူချုပ်ကြီး Trial Pupan နဲ့ရဲစိုက်ဘာလုပ်ငန်းအဖွဲ့ PCD ရဲ့ဒုတိယညွှန်ကြားရေးမှူးက2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှနိုဝင်ဘာလ18ရက်နေ့အကြားစောင့်ရွက်ခဲ့တဲ့စစ်စင်ရေးရဲ့ရလဒ်များကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ Facebook စာမျက်နှာများ website များ line နဲ့ TikTok တို့အပါအဝင်စုစုပေါင်းတရားမဝင် URL 95250ခုကိုပိတ်ဆို့နိုင်ခဲ့ပြီးတော့ online လောင်းကစားမှုကဏ္ဍတစ်ခုထဲမှာ 956ဦးကိုဖမ်းဆီးရမိပြီးတန်တရားရှိသူ1003ဦးကိုထိန်းသိမ်းခဲ့တယ်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါအပြင်2025ခုနှစ်ဩဂုတ်လနဲ့နိုဝင်ဘာလအလယ်ပိုင်းအကြားမှာလိမ်လည်မှု455ခုမှာ PCT ရဲ့ World Room မှာဘတ်နေရနှစ်တသမ5သန်းကျော်တန်ဖိုးရှိတဲ့ရံပုံငွေများကိုအောင်မြင်စွာထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ရာဇဝမှုကျူးလွန်သူများရဲ့ငွေကြေးအရင်းမြစ်များကိုပိတ်မှတ်ထားတဲ့ဘဏ်ကောက်မှရှိတဲ့ svobt.life နဲ့ UFA Club 1ကွန်ရက်များကိုဖျက်သိမ်းခြင်းနဲ့ချင်းမိုက်မှရှိတဲ့ Hank 168လောင်ကစားကွန်ရက်ကိုဖျက်သိမ်းခြင်းတို့အပြင်ငွေသားဘတ်30ဒသမ3တန်းကျော်စင်ကန်ပစ္စည်းများနဲ့ရာဇဝမှုဆိုင်ရာပိုင်းဆိုင်မှုဘတ်တန်း60ကိုထပ်မံ ထိမ့်ချုပ်သိမ်းဆည်းရမိခဲ့ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါသည်။သတင်းစာရှင်းလင်းပွဲဒုတိယပိုင်းမှာ AML ရဲ့လက်ထောက်အထွေထွေတွင်ရည်မှုနဲ့ပြောရေးဆိုခွင့်ရှိသူဝိတ္တရနီဒီထံကရှင်းလင်းပြောကြားခဲ့ပါသည်။လက်ရှိ2025ဗန်နာရီနှစ်အတွင်းငွေကြေးခွာချမှုစွဲချက်များမှတဆင့်ထိမ့်ချုပ်သိမ်းဆည်းထားတဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးမှာဗန်1.4ဘီလီယံသို့ရောက်ရှိခဲ့ကြောင်းဝိတ္တရနီဒီထံအတည်ပြုပြောကြားခဲ့ပါသည်။အဆိုပါရာဇဝမှုလုပ်ငန်းများရဲ့စနစ်ဟာတရားမဝင်မူရစေဝါ၊ electron နှစ်လောင်းကစားနဲ့အများပြည်သူအပေါ်လိမ်လည်မှုများဖြစ်ကြောင်းလည်းသိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့မြန်မာနိုင်ငံကြားဖြန့်လိမ်လည်မှုစခန်းမှလွတ်မြောက်လာတဲ့ကင်ညာနိုင်ငံသားကိုလူကုန်ကူးသူများကကင်ညာငွေရှိလင်း၅တန်းပေးလျော်ရန်တရားရုံးကအမိန့်ချမှတ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာရှိတဲ့အလုတ်ကိုင်းတဲ့အလုတ်သမားဆက်ဆံရေးတရားရုံးကမြန်မာနိုင်ငံကိုလူကုန်ကူးခံရပြီးတော့ကြားဖြန့်လုပ်ငန်းများလုပ်ကိုင်းရန်အထမခိုင်းစီခံရတဲ့ကင်ညာနိုင်ငံသားဟာရိုညာကန်ကူအာလူကုန်ကူးသူများကကင်ညာငွေကြေးရှိလင်း9တန်းအမေရိကန်ဒေါ်လာ38,688.53ကန်ပေးလျော်ရန်နိုဝင်ဘာလ20ရက်နေ့ကြာတာပရီနေ့မှာ အမိန့်ချမှတ်လိုက်ပါရယ်ညာကန်ကူဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ Gratify Solutions International Limited အပါအဝင်လူကုန်ကူးသူများအားရှီလင်းနှစ်သိန်းပေးပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလားစာကောင်းတဲ့ customer care အလုပ်တစ်ခုရရှိရန်စီစဉ်ခဲ့ပါတယ်။ သို့သောသူနှင့်အခြားခုနှစ်ဦးဟာဘန်ကောက်ကိုရောက်ရှိပြီးတဲ့နောက်နိုင်ငံကူးလက်မှတ်များတင်းယူခံခဲ့ရကမဲဆောက်မှတဆင့်မြန်မာဘက်ကလက်နက်ကင်အဖွဲ့များထိန်းချုပ်ထားတဲ့ကြားဖြန့်စခန်းတစ်ခုကိုတိတ်တဆိတ်ပို့ဆောင်ခြင်းခံခဲ့ရပါသည်။တရားရုံးမှကြားနာရတဲ့အချက်လက်များအရညာကန်ကူဟာအိတ်ဆောင်တစ်ခုမှပိတ်လောင်ထားခံခဲ့ရပြီးတော့အမေရိကန်ပြည်ထောင်စုမှရှိတဲ့လူများကိုပြစ်မှတ်ထားပြီးအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အွန်လိုင်းလိမ်လည်မှုများလောက်ကင်ရန်အတင်းအကျပ်ခိုင်းစေခံခဲ့ရပါသည်။ညာကန်ကူကပြန်လူချောင်းတောင်းဆိုလာတဲ့အခါမှာစခန်းမှမန်နေဂျာ များကပြန်လည်လွတ်မြောက်ရေးအတွက်အမေရိကန်ဒေါ်လာ4500တောင်းဆိုခဲ့ပါသည်။သို့တော့ငွေမပေးနိုင်တာကြောင့်ရာဇဝမှုများအတွက်အစီကံဘဝနှင့်အတ္တမလှုပ်အားပေးခိုင်းစေမှုမှာပိတ်မိနေခဲ့ရပါသည်။ ဒါအပြင်ပြင်းထန်တဲ့ခန္ဓာကိုယ်ညှင်းပန်းနှိပ်စက်ပြူခြင်းများအပြင်ချိန်ချောက်မှုများစိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများနဲ့အသက်အတွက်အမြဲတမ်းစိုးရိမ်ထိတ်လန့်မှုတို့ကိုပါညာကံကိုခံစားခဲ့ရပါသည်။ယခုနှစ်အေဗီလာ၄ရက်နေ့မှာညာကံကိုအားကင်ညာအစိုးရအကူအညီဖြင့်ကင်ညာကိုပြန်လည်ပို့ဆောင်ခဲ့ပါသည်။သူဟာလက်ရှိမှာစိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးလုပ်ငန်းစဉ်များကိုခံယူနေရဆဲဖြစ်ပါသည်။တရားသူကြီးဘိုင်ရန်အွန်ကာယာကစီရင်ချက်ချမှတ်ရာမှာလူကုန်ကူးသူများဟာနောက်ဆက်တွဲပြင်းထန်တဲ့ဥပဒေချိုးဖောက်မှုများမှာဒိုင်းရိုက်ပါ ဝင်ခြင်းမရှိပေမဲ့လည်း၎င်းတို့ရဲ့အလောက်ကိုင်းရှာဖွေပေးမှုများဟာနောက်ပိုင်းဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုများအတွက်အရင်းခံဖြစ်တာကြောင့်တာဝန်ယူရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။တရားသူကြီးကညာကန်ကိုရဲ့ဆင်းရဲဒုက္ခအခွင့်အလန်းဆုံးရှုံးမှုနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတိုင်းအတာတို့ကိုထည့်သွင်းစဉ်းစားကာကညာငွေရှိလင်၅သန်းအမေရိကန်ဒေါ်လာ38,688.53ခန်းဟာလုံလောက်တဲ့တားဆီးမှုနဲ့ပြန်လည်ကုစားမှုဖြစ်စေမည်လို့ ုံးသက်ခဲ့ပါတယ်။တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာမြန်မာနိုင်ငံကလူကုန်ကူးခံရမှုနဲ့ပတ်သက်ပြီးတော့ကင်ညာမှာပထမဆုံးအကြိမ်ဖြစ်ပြီးမြန်မာလာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံများကိုလူကုန်ကူးခံရတဲ့အခြားကင်ညာနိုင်ငံသားများရဲ့နောင်လာမယ့်အမှုများအတွက်နမူနာတစ်ခုဖြစ်စေခဲ့ပါတယ်ခင်ဗျာ။